မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန်းသတင်းလေးကိုတင်ဆက်ပေးပါရောင်းမယ်ကနေဒါကမြန်မာငလင်ဘေးအတွက်ဒေါ်လာ၁၀သန်းနီးပါးပတ်မှုကူညီမယ်ကူညီထောက်ပံ့မှုကိုစစ်ကောင်စီမှတဆင့်စီစဉ်စီမှာမဟုတ်ဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ကနေဒါနိုင်ငံကမြန်မာနိုင်ငံငလင်ဘေးအတွက်ဒူသားချင်းစာနာမှုအကူအညီအမေရိကန်ဒေါ်လာ၉.၃၅သန်းကိုပေးအပ်သွားမယ်လို့ရန်ကုန်မြို့ကနေဒါတန်ယုံကယနေ့အသိပေးထားပါရယ် ကနေဒါရဲ့အထက်ပါအကူအညီထောက်ပံ့မှုဟာအာဏာသိမ်းစစ်ကောင်စီမှတက်ဆင့်စီးဆင်းမှာမဟုတ်ဘဲနိုင်ငံတကာစစ်ချင်းဤအဖွဲ့ချုပ်နဲ့လာချမ်းဤအသင်းဖွဲ့များအားထောက်ပံ့ရန်ကနေဒါစစ်ချင်းဤအဖွဲ့ကိုဒေါ်လာ၄သန်းကမ္ဘာစာနာရေးခါအစီအစဉ်ကိုဒေါ်လာ၂သန်းမြန်မာနိုင်ငံလူသားချင်းစာနာမှုရမုံငွေကိုထောက်ပံ့ရန်ကုလသမဂ္ဂလူသားချင်းစာနာညှိနှိုင်းရေးမှုယုံကိုဒေါ်လာ၂သန်းနဲ့ကနေဒါလူသားချင်းစာနာမှုအထောက်အကူပြုရေးရမုံငွေမှတက်ဆင့်လူသားချင်းစာနာမှုမဟာမိတ်အဖွဲ့များနဲ့၎င်းရဲ့အဖွဲ့ဝင်များကိုဒေါ်လာ၁တသမ၇ ငါတန်ပေးအပ်သွားမယ်လို့ကနေဒါနိုင်ငံသားဝင်ကြီးဌာနကဧပြီလ၄ရက်နေ့မှာအသေးစိတ်ထုတ်ပြန်ထားပါရယ်။လူပေါင်းများစွာအသက်ဆုံးရှုံးစေခဲ့ပြီးအခြေခံစောင့်များကိုဖျက်ဆီးခဲ့တဲ့မြင်ကလင်းကိုတုံ့ပြန်နေနေနဲ့ကနေဒါနိုင်ငံကယခုကဲ့သို့လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးအပ်ခြင်းဖြစ်ကြောင်းသိရပါရယ်။ အဆိုပါထောက်ပံ့ငွေများကိုအရေးပေါ်ဆွေးကူသားမှုဆိုင်ရာဝန်ဆောင်မှုများထောက်ပံ့ပေးခြင်းအမိုးအကအစားသောက်နဲ့အခြားအရေးပေါ်ပစ္စည်းများပေးအပ်ခြင်းတို့မှာအသုံးပြုသွားဟုလည်းကနေဒါကအတည်ပြုထားပါတယ်။ပြီးခဲ့တဲ့မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငန်လင်းကြောင့်မြန်မာနိုင်ငံတွင်ရခင်ရှိခဲ့ပြီးတော့လူသားချင်းစာနာမှုဆိုင်ရာအကြက်တဲကိုပုံမှုဆိုးရွားစေခဲ့ပြီးငလင်မလုံးမီကပင်မြန်မာပြည်သူတန်း20နီးပါးမှလူသားချင်းစာနာမှုအကွက်ကြီးလိုအပ်နေကြောင်းကုလသမဂ္ဂကပြောဆိုထားပါတယ်။ ကနေဒါသည်မြေပြင်တွင်လုပ်ငန်းလှည့်ပတ်စွမ်းဆောင်နိုင်စွမ်းရှိသည့်အတွေ့အကြုံရှိပြီးတော့ယုံကြည်စိတ်ချရတဲ့လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းများမှတက်ဆင့်လူဝတ်ချက်များပေါ်အခြေခံ၍လူသားချင်းစာနာမှုအကူအညီများကိုပေးအပ်ခြင်းဖြစ်ကြောင်းထပ်မံပြီးတော့အသိပေးထားပါရယ်ဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကြောင်းကတော့စစ်ကောင်စီကစစ်သားသစ်တောင်းချီဆိုပြီးခုခံရန်ပြင်ဆင်နေမှုတော်လိုင်းတပ်ဖွဲ့များဟန်ချန်ညီတံပြန်ရန်လို့ဟုစီရီယံတပ်သားအကြံပြုရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စစ်ကောင်စီကတနင်္လာတွင်စစ်မှုရန်တပ်သားတောင်းချီစူဆောင်းဖြစ်တဲ့ကစစ်မြေပြင်များ၌လူသားတိုင်းဖြစ်အုံချသည့်ပြူဟာကိုကျင့်သုံးနေကြောင်းစီရင်တပ်သားကုနောင်ယိုးကဖွင့်ဟပါရယ် လကုံပိုင်းကကျင်းပခဲ့တဲ့စစ်တောင်းကပ်ပိန်းစကားဝိုင်းမှာကိုနောင်ယိုးကထို့သို့ဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။စစ်ကောင်စီကစစ်မှုရန်ဥပဒေပြဋ္ဌာန်းပြီးမျိုးမျိုးစုံဖြင့်စစ်သားတဲ့စုဆောင်နေခဲ့ရာအပတ်စဉ်၁၇ရက်ထိရောက်ရှိလာပြီးဖြစ်ပြီးအပတ်စဉ်၉ရက်ထိစစ်တနန်းဆင်းပြီးဖြစ်သည်ဟုဆိုပါတယ်။အပတ်စဉ်၉ရက်ထိတနန်းဆင်းထားတဲ့အင်အားလေးတောင်းကျော်ရှိပြီး၎င်းတို့အားရှင်ရဲစစ်မြေပြင်သို့ပို့ဆောင်ကအသုံးပြုလက်ရှိတယ်လို့ကိုနောင်ယိုးကပြောဆိုထားပါတယ်။စစ်ကောင်စီကဥပဒေရေးချုပ်ပြီးလူငယ်များပြစ်မှတ်ထားဖမ်းဆီးနိုင်ရန်လှုံ့ဆော်နေကြောင်းစစ် ောင်စီကပြစ်မှတ်ထားလို့ရသည့်အုပ်စုများကို၎င်းတို့လိုလားချက်တိုင်းမယားမကလှုပ်ဆောင်ကလူဝင်ရစုဆောင်ခဲ့ရာလက်ရှိမှာအင်အားတိုးလာပြီးစီရင်တက်ကြောင်းများ၌ရခင်တက်လူဝင်အားတိုးမြင့်ပေးပို့လာသည်ကိုတွေ့ရကြောင်းပြောပါရယ်။ တော်လိုင်းအင်အားစုတွေကဝိုင်းဝန်းပိတ်ဆို့ပြီးတိုက်တဲ့အခါမှာတိစုမှုရန်လူငယ်တွေကိုပဲရှေ့ဆုံးကနေလူသားတိုင်းဖြစ်ခန့်ပစ်ခါမိတိုက်တဲ့တိုက်တဲ့အခါမှာသေဆုံးမှုအများဆုံးကစစ်မှုရန်အင်အားစင်းနေဖြစ်နေတာကိုကျွန်တော်တို့တွေ့ရတယ်စစ်ကောင်စီကဒါမျိုးတွေကျဉ်းသုံးလာတယ်ဟုကိုနောင်ယိုးကပြောပြပါဗျာ ်စစ်ကောင်စီကအင်အားရုံရုံနေမှုကိုဖြစ်တင်နိုင်ရန်မဲနိုင်လူခေါ်ခြင်းပေါ်တာဆွဲခြင်းဖမ်းဆီးစစ်ဆေးပြီးစူးစောင်းခြင်းစားသည့်နီလမျိုးစုံဖြင့်လှုပ်ဆောင်ကတင်နှမ်းများလေးကျင့်ပြီးပါကတက်စကန်အတီးတီးတို့ပို့ဆောင်ခဲ့တယ်လို့ဆိုပါတယ်ဘီအန်ဒီတော်လန်နေတဲ့တော်လန်အင်အားစုတွေနဲ့ပြည်သူတွေစီကအထမဖန်းစီခေါ်ဆောင်လာတဲ့လူငယ်တွေနဲ့ပြည်သူကိုပြည်သူနဲ့ပြန်ပြီးတော့ရှင်ရင်းစစ်မြေပြင်မှာပေးတွေ့ရတဲ့ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်လို့ကိုနောင်ယိုးကပြောဆိုထားပါတယ် စစ်ကောင်စီရဲ့ပြူဟာမှာစစ်မှုရတသားတင်များကို လူသားတိုင်းဖြင့်ရှေ့ဆုံးကအသေးခံခိုင်းခြင်းဖြင့်တော်လိုင်းအင်အားစုများရဲ့ကြီးများဗဏ္ဍာရေးများပြုံးတိအောင်လို့စစ်မှုရအင်အားများအသုံးပြုပြီးလှုံ့ဆော်နေကြောင်းပြောပြထားပါရယ်။မကြသေးမီကကတာအင်းတော်ကြားဖမ်းမိတဲ့စစ်တုံးမှန်30ကျော်နဲ့သုံးပုံနှစ်ပုံကစစ်မှုရတသားများဖြစ်တယ်လို့ဆိုပါရယ်။ တဖက်မှာအမျိုးသားညညွေရေးအစိုးရ NUG ပါဝင်တော်လိုင်းအင်အားစုများကစစ်မှုထမ်းပြည်သူစစ်များအား တော်လိုင်းရင်ဘက်ပူးပေါင်းရန်ဖိတ်ခေါ်ထားပြီးမယ်အများစုကမြို့သူချိတ်ဆက်ပူးပေါင်းရမည်ကိုမသိကြကြောင်းလက်လက်များပါလာပါက စုငွေပေးစီကိုလည်းမသိကြကြောင်းကိုနောင်ရိုးကပြောပြပါရယ်စစ်ကောင်စီကိုအင်အားကြီးနဲ့အောင်တော်လိုင်းတပ်များကလှုပ်ဆောင်လာနိုင်ခဲ့ပေမဲ့စစ်ကောင်စီကအားနည်းချက်များကိုချက်ချင်းမရရသည့်နေဖြင့်စစ်သားတပ်များစုဆောင်ပြီးအင်အားဖြည့်တင်းခဲ့တယ်လို့ဆိုပါရယ် လူလူကိုလူလူနဲ့ပြန်တိုင်းမယ်လူသားတိုင်းနေနဲ့ကျင့်သုံးမယ်တော်လိုင်းအင်အားစုတွေကြီးခရင်လက်နက်ပြုံးတီအောင်သူရဲ့စီးရင်ဖီအားကိုအင်အားတို့နဲ့ဆွဲဆန့်ပြီးတော့ကုကန်နိုင်မှုပြင်ဆင်လာမယ့်နီးလက်နေကိုတွေ့ရတယ်လို့ကိုနောင်ယိုးကပြောပြပါရယ်ထို့သောစစ်ကောင်စီရဲ့လှုပ်ဆောင်ချက်ပေါ်တော်လိုင်းအင်အားစုများဘက်ကမြေသွုံတုံးပြန်လှုပ်ဆောင်မည်ဆိုသည့်အခင်းစင်အားနည်းနေကြောင်းလည်းကုနောင်ယိုးကပြောပြပါဗျာ။ ပြည်သူလူထုနဲ့လူငယ်တို့ကြားစစ်မှုရန်ဥပဒေအနေရဲ့တည်တည်နဲ့သတင်းချက်လက်များရရှိအောင်ကြကြပြပြလှုံ့ဆော်နိုင်ရန်လိုအပ်တယ်လို့၎င်းကအကြံပြုထားပါတယ်။ ဒေါ်လိုင်းအင်အားစုတွေအနေနဲ့စစ်ကောင်စီလှုပ်ဆောင်နေမှုမြေပြင်၌ကြုံတွေ့နေရမှုများကိုသုံးသပ်ပြီးဟန်စက်ညီလှုပ်ဆောင်နိုင်ရန်လိုကြောင်းရှင်တို့တုံ့ပြန်နိုင်မှသာစစ်ကောင်စီရဲ့လှုပ်ဆောင်မှုပေါ်စနစ်တကျတံပြန်နိုင်မည်ဖြစ်ကြောင်းကိုနောင်ရိုးကပြောဆိုထားပါရယ်အမျိုးသားညီညွတ်ရေးအစိုးရနဲ့ဒေါ်လိုင်းအင်အားစုများကစစ်မှုရန်တပ်သားတွေများပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များပြည်သူ့ဘက်သို့ရှားသည့်နေဖြင့်ကုပြောင်ရည်တည်ကြရန်နှိုးဆော်ထားပြီးတော့အပွဲလိုက်ဖြစ်စေတူးချင်းဖြစ်စေအလေးဝင်နေသူများလည်းရှိပါရယ်ထို့ပြင်တိုက်ပွဲ၌လက်နက်ချအ ညံ့ခံသူများတိုက်ပွဲ၌သေဆုံးထိခိုက်ခဲ့တဲ့စစ်မှုရန်တပ်သားတွေများစွာလည်းရှိပါရယ်။စစ်ကောင်စီကိုဆုံးခွာပြီးအလင်းဝင်လာသူများစီရီယံပြည်လုံးလာသူများတွေတွင်ပြည်သူ့ကောင်ကွယ်တပ်မတော် PDF မှပါဝင်ပြီးစစ်ကောင်စီကိုပြန်လည်တိုက်ခိုက်နေတဲ့ရဲဘော်များလည်းရှိကြောင်း PDF ဒေါနာစစ်ကြောင်းကအသိပေးထားပါရယ်။ စီးရီးယားအလင်းဝင်ရောက်လာသူတွေကိုနှွေးထွေးစွာကြိုဆိုလက်ခံပြီးကြံရှိနေတဲ့စစ်ကောင်စီတပ်သားတွေအနေနဲ့အလကားအသေးမခံမဲ့အချိန်ရှိတုန်းပြည်သူနဲ့ပူးပေါင်းမှလို့ဒေါနာတရင်မှုရဲဘော်ရှာနိုင်ကပြောကြားထားပါတယ်။ဆက်လက်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကြောင်းကတော့စနေမျိုးနဲ့ရှိတညောင်တားခွဲယုံတက်စကန်အောင်တော်လိုင်းတက်များတိုက်ခိုက်ထိခိုက်ပျက်စီးမှုရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မကွေးတိုင်းစလင်းမြို့နယ်ရှိတညောင်တားခွဲယုံ၌တက်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းကိုတိုက်ခိုက်ခဲ့ရာအယောင်ရှိနူပါဝင်စစ်ကောင်စီတပ်သား30ကျော်သေဆုံးကြောင်းဗမာတပ်တော်ကထုတ်ပြန်ထားပါတယ်တညောင်တားခွဲယုံကလေချောင်းရံကားခွဲလက်နက်များနဲ့အပြစ်မဲ့ပြည်သူများကိုလေရင်ဖြင့်ပုံကျဲတိုက်ခိုက်ရာတွင်အုံပြုသည့်လေရင်ပုံများထုတ်လို့ရကာပါစ20 21 25နဲ့စိတ်ပြမျိုးအမှတ်ကိုလေချောင်းရံကားခွဲခုတ်ခဲမှုစစ်စင်ရေးဌာနချုပ်လာဆခများတို့အဓိကတအားပေးနေရဖြစ်ကြောင်းလည်းသိရပါဗျာ ပြည်သူများငလင်တန်းကြောင့်ထိခိုက်ဆုံးရှုံးမှုများစွာဖြစ်ပေါ်နေသည်ကိုမထောက်ထားဘဲတဘာဝဘေးဒဏ်သင့်နေတဲ့အချိန်မှာအပြစ်မဲ့ပြည်သူများနေထိုင်ရာနေရာများသို့လေရင်များဖြင့်လူမဆန်စွာပုံကျဲမှုများဆက်လက်ဆောင်ရွက်နေသည့်အတွက်ဗမာတပ်တော်နှင့်မဟာမိတ်ပူးပေါင်းတပ်များကမလ31ရက်နေ့နဲ့9ရက်ခန့်ကစ၍စစ်ကောင်စီအထိုင်ချတပ်ဆွဲရာတညောင်တားခွဲရုံကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ ဓာခွဲရုံရှိ transformer အလုံး80ခန်းအားဖြက်စီးတိုက်ခိုက်ခဲ့ပြီးအထိုင်ချတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားများအားလက်နက်ကြီးလက်နက်ငယ်နဲ့ဒရုန်းများနဲ့ခြေမုံတိုက်ခိုက်ခဲ့ရမှာ၄နိုင်ကျော်ခန်းကြာအပြန်အလှန်ပြစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းဗမာတပ်တော်ကပြောပါရယ်တိုက်ပွဲ၄နိုင်ကျော်တွင်ခွဲရုံမှုအရာရှိ၂ဦးနဲ့စစ်ကောင်စီတပ်သား30ကျော်သေဆုံးပြီးအများပြားပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တားခွဲရောက်အတွင်း transformer 80လုံးခန့်ပြက်စေးကကာပါစ20 21 25နဲ့လာစခ9တို့ညှက်စစ်တာအားလုံးဝပြတ်တောက်ကစစ်စင်ရေးနဲ့ထုတ်လုပ်ရေးလုပ်ငန်းများလုံးဝရပ်တန့်သွားခဲ့ကြောင်းထုတ်ပြန်ကြမ်းနိုင်ဖော်ပြထားပါတယ်။ဒါပေမဲ့စစ်ကောင်စီရဲ့ထိခိုက်သေးဆုံးပြက်စေးမှုများနဲ့ပတ်သက်ပြီးတော့လူမှုနယ်ဦးကတိကျအတိမပြုနိုင်သေးပါဘူး။ စင်ပြူကျွန်းတညောင်လမ်းမိုင်းကိုစားခရီဘက်ကစစ်ကြောင်းထိုးနေတဲ့ဒေသခံပြည်သူအချို့သိဆုံးမှုရှိရလို့ကြားရတယ်။အဆက်အသွယ်ပြတ်တောက်တာတွေကြောင့်အတိအကျပြောဖို့တော့ခက်တယ်လို့ဆလင်းမျိုးနယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တို့ကလူမှုနယ်ဦးတို့ပြောကြားပါရတယ်။